ားလုံးပဲမင်္ဂလာပါဗျာဆိုင်းနဲ့တင်ထားတာမှာပြန်လဲကြိုးစိုးလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်တွေတော့ငလျင်ကယ်ဆယ်ရေးလုပ်နေတဲ့စစ်ကောင်စီလောက်ရတွေ့ရဲ့ထူးခြားမှုတွေကိုပြောလာတဲ့ကိုကိုလင်းရဲ့ရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဒီမှာကိုလင်းကဘယ်လိုထူးခြားမှုတွေကိုပြောဆိုထားတဲ့ဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတော့တဲ့ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းဆိုင်းနဲ့တင်ထားတာမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မဲ့ဒီပြည်သူတွေကိုငဲညာခြင်းမရှိတယ်ပေါ့နော်ဒီစစ်တပ်အရုပ်တမစစ်တပ်ကတော့တည်တဲ့အတိုင်းပဲပြည်သူတွေကိုငဲညာခြင်းမရှိဘူးပြည်သူတွေရဲ့အကောင်းကျိုးကိုမကြည့်ဘူးနော်သူတို့ကတော့ယူနီဖောင်းလေးတွေကော့နေတာဝတ်ပြီးတော့မှနော်တီဗီထဲပါအောင်လို့ရိုက်တာမှတိတိတသာကြီးကိုပေါ့နော်သူတွေတယောက်တစ်ချက်ဒီမခိုင်းပြီးတော့မှခွေးမသားတွေဘယ်ကိုတဲဝါမလဲမသိဘူးအဲ့သူတွေကိုဘယ်သွားရောက်စားမလဲမသိဘူးအဟောင်းစင်းနဲ့နော်ရဲတွေကိုအမှသူတွေသူတွေတဲခိုင်းပြီးတော့မှစပြီးရပြီးစတော့ဆိုပြီးတော့မှတန်းစီပြီးတော့သူတွေပြတ်တယ်ကနော်ခိုးလာခိုးလာ เนาะอ่าโคเลยလို့ခေါ်တယ်ဟာလားအဲ့ဒါပေါ်တင်ခိုးတယ်လို့ခေါ်တယ်เนาะကျွန်တော်မကောင်းတာပြောတာမဟုတ်ဘူးเนาะကျွန်တော်မပြောချင်ဒါပေမဲ့ဘာလဲဆိုတော့ဟိုဒါရီကဒီအချိန်မှာ for show တွေလောက်အောင်မှာမဟုတ်ဘူးမေးအောင်လာရဲ့เนาะဒီအချိန်မှာဘာလောက်အောင်လဲဆိုတော့တကယ်ပြီးသူတွေကိုထိထိရောက်ရောက်เนาะထိထိရောက်ရောက်နဲ့လှူဒန်းမှုတွေလောက်အောင်မဲ sorry ဗျာဒီပတ်စံတူလာတော့မှအဲပတ်စံဆိုတာတကယ်တိုင်းအခုဟိုအကုန်လုံးဟိုဟိုအဖြစ်သွားပြီဆိုလို့ရှိရင်ဒီပတ်စံကလည်းစင်ပတ်စံနှမ်းနှမ်းပတ်ရုံပဲဘာမှလုပ်လို့မရဘူးเนาะအဲ့တော့သဘောပြောချင်တာကဘာလဲဆိုတော့သူတို့ကနေစရာအခိုင်အမာ เนาะတိဆောက်မပေးနိုင်တော့ယာယီယာယီဆိုပြီးတော့မှเนาะအိမ်ကြီးအဲ့လိုမျိုးစောက်ပေးတင်တယ်เนาะဒါဒီလက်သမားတွေနဲ့ချက်ချင်းအိမ်လုံးတရာစောက်မယ်ဆိုတော့စိတ်မျိုးမရှိဘူးခွေးမသားမရှိဘူးเนาะဒါသူများနိုင်ငံသားဆိုလို့ရှိရင်ဒါကွန်တိန်နာတွေချပြီးတော့တကယ်ဟိုအထက်မှာဆိုဖာတွေခေါင်းခေါင်းအုံးတွေနဲ့เนาะဒီကွန်တိန်နာကြီးတွေချပြီးတော့အဲ့လိုလုပ်နေတာသိလားသူများနိုင်ငံသားဆိုရင် Hello เนาะအဲ့လိုကြားလာမသိဘူးเนาะ guide လို့မြည်ဆိုဖုန်းကခေါ်ပြီ အချိန်ဆုံးဖုန်းမခေါ်ဘူးလေလိုက်တွေ့ပြီဆိုဖုန်းခေါ်ပြီဘာမှတော့မသိဘူးနောက်အဲ့ကြောင့်အဲ့လိုက်ကြောင့်ပါလဲဆိုတော့ဒီအချိန်မှာပြည်သူတွေဒုက္ခရောက်နေတာကိုထိထိရောက်ရောက်နေလှူဒန်းတာတွေလုပ်ပေးရမယ်နော်ဟိုစောက်ပေးရမယ်နိုင်ငံတော်ကိုအဆင့်နဲ့ပေါ့နော်နိုင်ငံတော်အဆင့်နဲ့အဲလှုပ်ချင်တယ်ဆိုရင်တကယ်ကိုနော်စစ်သားတွေအပြင်ထွက်လာရမယ်ထွက်လာပြီးတော့မှအဲ့စစ်သားတွေကနေပြီးတော့နော်ဟိုတကယ်ဟိုဟိုဘယ်လိုများပြီးသူတွေကြားထဲမှာတကယ်ကိုလုတ်ပေးခြင်းနဲ့စိတ်တွေနဲ့လုတ်ပေးရမယ်ဒါပေမဲ့ခက်တာပါလဲဆိုတော့เนาะ အတိရာဆိုတာဘယ်လိုလဲမသိဘူးကျွန်တော်အောက်လာအပ်ထားတယ်เนาะကျွန်တော်ကျွန်တော်နာမည်နာမည်နာမည်လည်းမသိဘူးလူလည်းမသိတော့လေကျွန်တော်တစ်ချက်တော့ပြောပြပါမကလာမသိဘူးเนาะအဲ့တော့ဗျာပြောချင်တာပါလဲဆိုတော့เนาะဟိုဒီအချိန်မှာလိုအပ်တဲ့အရာတွေကိုเนาะရဲရဲတင်းတင်းလုတ်ပေးနိုင်ရမယ်ပြောတော့ပါလဲဆိုတော့เนาะဟိုနိုင်ငံတော်ကိုကာကွယ်မယ်ပြည်သူကိုကာကွယ်မယ်ဆိုတဲ့ကောင်ကမိကုံးပြောသွားတယ်ဒီတက်မတော်ဟိုကနေဆိုပြီးတော့ဒီဖက်စစ်ဖက်စစ်တော်လန်နဲ့နေတက်မတော်နေဆိုလုတ်ပလိုက်တယ်အဲ့ဒီနေမှာတော့ကပြောသွားတဲ့စကားကဘာလဲဆိုတော့ နော်ဒီဒီကျွန်တော်တို့ဒီဘက်ကအဖွဲ့တွေကိုအကြမ်းဖက်လုပ်ရတဲ့ကိုပေါ့နော်တွန်းထန်သွားမယ်အဲဟိုဟာထိတ်ထုတ်သွားမယ်တွန်းထန်သွားမယ်ဆိုပြီးတော့မှအဲဟိုဖာစကားဖာစကားကြမ်းကြားယူပြောတာပေါ့ဗျာနော်တကယ်တော့ကျွန်တော်တို့ဒီဘက်ကအကြမ်းဖက်တာမဟုတ်ဘူးဗျနော်အကြမ်းဖက်သမားတွေလည်းမဟုတ်ဘူးဒီဘက်ကအကောင်ဆုံးပညာတတ်တွေကြီးပဲနော်ပညာတတ်တွေအကောင်ဆုံးကိုထမင်းကိုစားပြီးတော့မှတွန်းလိုင်းလုပ်တဲ့သူတွေကြီးပဲနော်ဘသူမှလာစားပေးပြီးတော့လုပ်နေတာမရှိဘူးတို့တို့လာစားရမထားဘူးနိုင်ငံတော်ပတ်စံနေနဲ့လာစားယူမထားဘူးနော်အခုဒီတော်လိုင်းရေးဆိုတာက ဖြစ်ချင်လို့ဖြစ်လာတာမဟုတ်ဘူးပြီးသူတွေသူ့အနေနဲ့သူဟဲ့လားအကြမ်းမဖက်တဲ့ဖဲနဲ့ CDM လုတ်တယ်เนาะအကြမ်းမဖက်ဖဲနဲ့ဟဲ့လားလမ်းပေါ်တွက်ပြီးဆန္ဒပြတယ်เนาะဒါတွေကိုဖြိုခွင်းပြီးတော့မှာเนาะခေါင်းတွေကိုတက်တက်ကိုပြစ်ပြီးတော့မှာဖြိုခွင်းခဲ့တယ်เนาะမရောလိုက်တာအဖြစ်ရှိတယ်အဲ့ဒါတွေကိုကောင်းကောင်းမြင်တာเนาะဟိုဘသူကဘာကြောင့်စပြီးတော့လက်နဲ့ကန်ရတာလဲဆိုတာเนาะဟိုးဦးနေဝင်လက်ထက်ပါတယ်ကเนาะဖဆပလာနှစ်ချမ်းကွဲသွားပြီးတော့အကုန်လုံးအမှတောထဲထဲမှာတောခိုးလာပြီးဖြစ်လာတယ် KNU ပထမဆုံး KNU က အဲဘကပါလာကရင်ယူလားမသိဘူးပထမဆုံးเนาะတောခုတ်ွားတယ်เนาะဘကဟိုဟာပါလဲတခင်တန်းထွန်းတို့လားမသိဘူးเนาะအဲ့မှာတော့နောက်ဒီဦးနုတို့လည်းတောခုတ်ွားတယ်เนาะတောခုတ်ပြီးတော့မှပြီးတော့မှပြန်ပြီးတော့မှအဲပြန်ပြီးပြန်ဝင်လာကြတာเนาะအဲ့လိုနီးနေပဲခြုံတက်ပြီးတော့ကြောလေးတက်ပြီးတော့ဘူးလိုက်တာတခါတည်းကဘူးခံလိုက်ရတခါတည်းဘူးနေတာเนาะအဲ့လိုပဲကြောတက်တယ်အာပြန်လဲပြီးပူပေါင်းမှအာဘာဖြစ်တယ်ညာဖြစ်တယ်အဲဆိုပြီးတော့မှယုံနေယုံနေယုံပြီးတော့ပူပေါင်းနေပူပေါင်းတဲ့အခါကျတော့ခံရပြန်ရောက်တခါ နော်အဲကြောင့်ကျွန်တော်တို့ကဘာလဲဆိုတော့ဒီအချိန်မှာဒီဒီဒီနောက်ဆုံးတော်လန်ရေးဖြစ်တယ်ပေါ့နော်ဒီနောက်ဆုံးတော်လန်ရေးမှာစိတ်ဓာတ်တွေကိုကြမ်းကြမ်းခံအောင်ထားပါသွားပြီးပူးပေါင်းစရာလည်းမလိုဘူးကျွန်တော်တို့အခွင့်မရသေးလို့အဲအခုချိန်မှာပြည်သူတွေဒုက္ခရောက်နေလို့နော်စစ်မတိုက်ဘူးနေတာမှန်တယ်ဒါပေမဲ့ဒီကောင်တွေကဘာလဲဆိုတော့အဲလူကြားထဲမှာနော်လူအဲစစ်စစ်စစ်အင်ဂျီကိုချုပ်ပြီးတော့မှနော်ဒီစားအဖားတွေပေါ့နော်အဲဝင်လာပြီးတော့နော်အဲစစ်ဒီထောက်လန်းရေးတွေပေါ့နော်ဝင်လာပြီးတော့မှနေမြေတွေကိုထောက်လန်းမယ်တတိထားပါ เนาะပြီးတော့ဒီ PDF တွေအတင်းမရဲပါနဲ့ PDF ဝစ်စုံဝစ်ပြီးတော့သွားတဲ့ခါကြလို့ရှိရင်ကိုယ့်ရဲ့တကယ်ကိုဟိုဟာလုံးလောက်နေပြီတကယ်ကိုကိုယ့်အပိုင်အပိုင်နေမြမတာတော့ပါเนาะတကယ်လို့ PDF ကိုမိသွားလို့ရှိရင်တယောက်ချင်းကိုဆွဲပြီးမိသွားလို့ရှိရင်เนาะအဲ့ဒါတခါရဲ့အမှပဲဒီနေရာတွေမေးမယ်เนาะဘယ်မှာနေလဲဘယ်မှာပါလို့လဲဒီနေရာတွေမေးမယ်မေးတဲ့ခါကျရင်ပြဿနာတွေတက်မယ်အဲ့ဒါတွေเนาะအဲအမှကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ဒီအချိန်မှာလုံခြုံရေးကိုခရူးဆိုင်ပါပြီးသူကိုကဲခြင်းနဲ့ဆိုတာကျွန်တော်တို့တည်တယ်ဒါပေမဲ့ပါလဲဆိုတော့ကျွန်တော်တို့ PDF ဆိုတာက နော်သူတို့ကသူတို့ကဖမ်းကျင်ဖမ်းလို့ရတယ်သူတို့ကဖမ်းကျင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်တို့ကကြတော့လူဖမ်းဖို့သွားတာမဟုတ်ဘူးကျွန်တော်တို့ PDF တွေကလူကယ်ဖို့သွားတာဒါပေမဲ့ဒီကောင်တွေကလူဖမ်းမှာနော်ဖမ်းမှာဖမ်းမှာဒီကောင်တွေက PDF ဝစ်ဆောင်တွေးလို့ရှိရင်တရေကိုကြောက်တယ်လို့ကြောက်နေတာသူကနော် PDF ဝစ်ဆောင်ဝစ်တာတို့နော် NUG အတန်ကြားတာတို့ဆိုရင်ဒီကောင်တွေကတရေချောက်ခံတယ်လို့ဖြစ်နေတာနော်အဲ့လိုကြောင်မလုပ်ရမလဲဆိုတော့နော်ဒီမင်းအောင်နိုင်ခုနော်ဆက်ဆက်ွဲပြီးပြန်လာခဲ့ထိုင်းမှာနော်အခု၃ရက်နေကပြန်ရောက်တယ်တဲ့ဆိုကြတဲ့အဲ့ဒီက ော်အခုမြန်မာပြည်သူလူထုတွေတိကျမှာတိလိုက်မယ်အဲ့ဒီကထိုင်းနေတာဆန္ဒပြတယ်ထိုင်းလွတ်တော်မှလည်းဟိုပြည်ထောင်အမျိုးဆုံးတက်သွားတယ်ဘာကြောင့်လဲဆိုတော့ထိုင်းကမင်းအောင်လိုင်းကိုဖိတ်ဖို့အတွက်ဟိုလွန်ခဲ့တဲ့နှစ်နှစ်ထဲကနေပြီးတော့နော်အဲဒီဒီအစည်းအဝေးကိုပေါ့နော်အဲဘင်းတက်အစည်းအဝေးကိုလုပ်ဖို့အတွက်ဟိုနှစ်နှစ်ထဲကနေသူတို့ဒါလုပ်ဖို့လုပ်ထားတာဒါပေမဲ့ထိုင်းမှာဟိုအဲ့လိုမျိုးလုပ်ဖို့အတွက်ကိုပေါ့နော်မင်္ဂလာပါမင်္ဂလာပါကိုချွေးရေနော်ထိုင်းအဲ့လိုလုပ်ဖို့အတွက်ကိုဟာလာအခုကန့်ကွက်ခဲ့တဲ့အတွက်ကြောင့်သူတို့ခေါ်လို့မရဘူး ။အော်အခုကြတော့ဘာကြောင့်မင်းအွန်လိုင်းကိုခေါ်တယ်လဲဆိုတော့မေးခွန်းတွေထုတ်တယ်။နော်ဒီနောက်ဆုံးဒီဝင်ကြီးကိုထုတ်ပြစ်ဖို့တော့တို့မဲခွဲလာမဲရရှုံးသွားလို့နော်မဲရရှုံးသွားလို့ဘာဖြစ်လို့လဲဆိုတော့ဒီမိမကအရင်တော့ကသူကအဲ့ဒါဒီခိုင်းမှာတို့ကမျက်နှာဖုံးနေဖြစ်ခဲ့တယ်။သူ့ရဲ့အကိုတွေပါရကမျက်နှာဖုံးနေဖြစ်ခဲ့တယ်။နော်ဖြစ်ခဲ့တဲ့ခါကျတော့အဲဒီအစိုးရအဆက်ဆက်ပေါ့နော်တို့ကလူတိနေတဲ့သူတွေဖြစ်တော့တချို့တွေကအရန်ကြိုက်တယ်တို့နော်ခိုင်းရတော့ဘယင်စနစ်ကိုလဲတို့ကဦးစားပေးတာဟုတ်နော်ဦးစားပေးတဲ့ခါကျတော့ เนาะဒီမိမကဒါဘယင်စနစ်ကိုဖြတ်စီးမဲ့တဲမှာသူကမပါဘူးလေเนาะမပါဘူးဆိုတော့เนาะအဲ့လိုမျိုးနေဟုတ်ကဲ့ပါဟုတ်ကဲ့ပါခွေမင်္ဂလာပါเนาะအဲ့တော့မပါဘူးဆိုတဲ့အခါကျတော့ဒီတချို့တွေကဘယင်စနစ်ကြိုက်တဲ့သူတွေကเนาะဒါသူတို့ကိုလက်ခံပေးတယ်ပေါ့အဲ့တော့အစိုးတင်သွင်းတာအဲဟိုပါပေါ့ဟိုဒီဒီအကြမ်းဖက်မင်းအောင်လိုင်းကိုเนาะခေါ်တဲ့ဟာကိုမကြိုက်တာရဲ့เนาะတချို့ကိစ္စတွေမကြိုက်တာတော့သူ့ကိုဒီဝင်ကြီးတို့ຢາကြွားမြင်ပြီးတော့ဆွတ်လုပ်ပေးဖို့အတွက်သူတို့တွေအစိုးတင်သွင်းတာ ဘာလည်းမသိဘူးတို့အဲ့မှာခေါ်တဲ့ဟာရှိတယ်ဘာအဆိုလည်းမသိဘူးတင်သွင်းတာเนาะဘာလည်းမသိဘူးကျွန်တော်မေ့သွားတယ် sorry ပြာเนาะအဲ့အဆိုတင်သွင်းတာရှုံးသွားတယ်မဲခွဲတာရှုံးသွားတယ်ပေါ့เนาะတကယ်လို့သာမဲနိုင်သွားမယ်ဆိုလို့ရှိရင်အဲ့ဝန်ကြီးချုပ်ကထွက်ကမှာเนาะထွက်ကမှာအဲ့ဝန်ကြီးချုပ်ကเนาะ तू ကဒီမိုကရေစီနှီးလန်းရလောက်ထားတာဆိုတော့မဲနိုင်လို့ရှိရင်စက်နေပေါ့เนาะစက်နေဒါပေမဲ့ဒီဝန်ကြီးချုပ်ကလည်းပြောတာကเนาะရှင်းပါတယ် तू ကလည်းမင်းအောင်လာကိုကြိုက်လွန်းလို့เนาะဒီအစည်းအဝေးကိုဖိတ်ခေါ်တာမဟုတ်ဘူးဆိုတော့ तू ကိုယ်တိုင်လည်းပြောထားတယ်လိုအပ်လာလို့ပေါ့เนาะ ို့အဲ့လိုဖိတ်ခေါ်တာဖြစ်တယ်ဆိုတဲ့အခါကျတော့မင်းအောင်လှိုင်ကိုเนาะအခုဒီ ICJ ကလည်းသူ့ကိုဖမ်းဝန်းထမ်းထုတ်ထားတယ်ထုတ်ထားတဲ့အခါကျတော့သူ့ကိုဖမ်းပေးဖို့အတွက်เนาะပြောတဲ့အခါရှိတယ်အဲ့တော့ဒီထိုင်းနိုင်ငံမှာဆိုလို့ရှိရင်เนาะ तू ကဒီ Interpol ကနေပြီးတော့လာပြီးတော့သူ့ကိုဖမ်းခွင့်ရှိတယ်ဖမ်းနိုင်တယ်ဆိုတဲ့အခါကျတော့ချက်ချင်းပဲเนาะအခုမင်းအောင်လှိုင်ကိုဟိုဒီအစည်းအဝေးတွေပြီးအောင်မပြီးသေးဘူးเนาะအဲသူ့ကိုပြန်ပြန်ဖမ်းလိုက်တယ် तू ကနောက်တဲ့အစည်းအဝေးတွေတွားရအောင်မှာတွားရမှာဆိုတော့ तू ကအဲ့မှာနေလို့မရဘူးတကယ်ဆိုရင်နောက်တဲ့အစည်းအဝေးတွေကိုအဲ့ရဒီလူကြီးတွေနဲ့တက်ပြီးတော့မှာ เนาะဒီဒီနိုင်ငံကိုစားပြုတွေနဲ့တက်ပြီးတော့မှစကားပြောရမှာအဲ့ Thai မှာနေပွဲသိမ်းသွားရမှာအခုတော့ तू อ่ะပါလဲအဲ့အဲ့ဟိုဟာနောက်ထပ်အစည်းအဝေးတွေကိုထပ်ပြီးတော့ तू อ่ะသွားရအောင်မယ် तू อ่ะလင်းပေါ်မှာသိမ်းမဲ့အခါမှာရှိတယ်เนาะလင်းရအဲ့လောက်စီးဘူးလားမဟုတ်ဘူးဆိုတော့သိရမလားเนาะเนาะအဲ့တော့ခါကြတော့အဲ့အဲ့တော့ခါကြတော့ကျွန်တော်တို့อ่ะပါလဲဆိုတော့ဒီစက်ကျင်မှုတွေလုပ်တဲ့အခါမှာเนาะစက်ကျင်မှုတွေလုပ်တဲ့အခါမှာဟဲ့လားဟိုလက်လျှော့เสียမလို့ဘူးမင်းအောင်လိုင်းကိုဘယ်သူမှကြိုက်တာမဟုတ်ဘူးဘယ်နိုင်ငံမှမကြိုက်ဘူး နော်ဒါပေမဲ့ तू ကဒီ diplomacy တွေရပေါ့နော်ဒါဘာလဲဆိုတော့သူတို့ဒီဒီဒီနိုင်ငံရေးနီးလန်းတွေရတာဘာလဲဆိုတော့တချို့ကိစ္စတွေကြတော့ကိုယ်တိုင်မသိတာရှိတယ်ပေါ့နော်ကိုယ်တိုင်မသိတာရှိတယ်ဒါပေမဲ့လေဒီကနေ့ကဘာကြီးကနော်ကဘာကြီးက तू ကဒီမြန်မာနိုင်ငံသားတွေအတွက်လုပ်ဖို့အတွက်ကဒီကောင်နဲ့ဒီလိုမပူးပေါင်းလို့ရှိရင်ဒီကောင်ကဒီလိုချော့မပေါင်းလို့ရှိရင်အခုကိုဗစ်အတွက်ကိုအပေါ့ sorry ဒီဟိုအတွက်ကိုငလျင်အတွက်ကိုလုပ်ဖို့ အရန်ခတ်မယ်သူတို့ဂါခွင့်တွေမပေးလို့ရှိရင်ဘာမှလုပ်လို့မရဘူးအဲမင်းအောင်လာဆောက်ယူဆိုတာသူတို့ကသိတယ်เนาะအရင်အစိုးရတွေတုန်းကလည်းဟိုချင်းတက်တဲ့အခါမှာအရင်အစိုးရတွေကလည်းအဲလိုဟိုစစ်တပ်အာဏာသိမ်းထားတဲ့အတွက်ကြောင့်အာဏာသိမ်းစစ်တပ်တွေနဲ့ဒီမိုကရေစီတိုင်းပြည်ကမောင်းဆောင်နေရမပတ်သက်ချင်ဘူးမပတ်သက်ချင်တော့အဲသူတို့ဟိုဟာပေါ့ဆန်ရှင်တွေပါပိတ်ပြီးတော့အဲလိုတွေလုပ်တဲ့အခါမှာနော်ဒီဘက်ကလည်းဘာပြန်ကြင့်ရုပ်လဲဆိုတော့အခုလိုနာဂစ်ဒီပါရဖြစ်တဲ့အချိန်မှာပေးမဝင်ဘူးနော်ဒီဒီဟိုဟာပေါ့အမေရိကန်တို့ပါလို့ဆိုပို့ဆိုးတာပေါ့ပေးမဝင်ဘူးဒီကောင်တွေက အဲ့လို diplomacy တွေရှိတယ်ဗျာနောက်ရှိတဲ့အခါကျတော့နော်ဒါတွေကိုသူတို့ကကြည့်ပြီးတဲ့အခါမှာဟုတ်ပြီလောလောဆယ်မှာတော့သူ့ကိုမပေါင်းလို့မရဘူးဘာဖြစ်လို့လဲဆိုတော့လက်ရှိအဲ့ဒါ NUG အစိုးရဟာလည်းကျွန်တော်တို့ NUG အစိုးရဟာလည်းအဲ့ဒါပြည်တွင်းထဲမှာအဲထိချုပ်ပြီးတော့အဲ့ဒါလုံနိုင်စွမ်းလည်းမရှိသေးဘူးပေါ့နော်အငယ်မြေတွေကိုတော့ထိချုပ်ထားတာတော့မှန်တယ်လောလောဆယ်ဥပဒေအရလုံနေတဲ့ကိစ္စတွေကိုကြတော့သူတို့ကနေပြီးတော့အဲဟိုလေဝင်းတွေပါပြီဗျာနော်ပိုင်ဆိုင်မှုတွေအဲ့လိုမျိုးတွေဒါဆိုလာသွားဆိုသွားဆိုတာတွေက နော်ဒီဒီပလိုမစီတွေကတို့ကတို့ကပို့ပြီးတော့လောက်ခွင့်ရနေတယ်နော်လောက်ခွင့်ရနေတယ်တန်တမာရေးရတော့တို့ကဆုံးရှုံးနေတယ်အဲ့အတွက်ကြောင့်မလုပ်လဲဆိုတော့ဒီပီတူလူလူကိုငဲ့ပြီးတော့နော်ဒါပေါင်းလိုက်ချင်းဖြစ်တယ်လို့ကျွန်တော်တို့ကတော့ယူဆတယ်နော်တစ်ချိန်တော့ကဒေါန်ဆန်းစုကြည်2000ထွဲမှာတော့အဲဒီ2000ခြေခံဥပဒေကိုမကြိုက်ဘူးဒါပေမဲ့ဘာဖြစ်လဲဆိုတော့ပီတူတွေအတွက်နော်ဒီပီတူပီသားတွေအတွက်ဟဲ့လား ီအထောက်ရှိအခြေခံဥပဒေကြီးကိုလွှတ်တော်လေးကနေဖြတ်မယ်ဆိုပြီးတော့လွှတ်တော်လေးကနေအဲဘယ်လိုပြောရမလဲအစ်စ်ပြန်ရေးဆွဲမယ်ဆိုပြီးတော့မှအာသူကနေပြီးတော့အပြောဆိုခံပြီးတော့မှเนาะဒေါက်ဆန်းစုကြည်ကအဲ့လိုဝင်လိုက်တာเนาะဒါပေမဲ့ဘာဖြစ်လဲဆိုတော့အဲချင်လာတဲ့အတိုင်းဟာဖြစ်တော့ဖြစ်တယ်ဒါပေမဲ့ငါးနှစ်တာကတော့ကောင်းကောင်းလေးဟိုဟိုပါပေါ့เนาะအစိုးရရန်တရားတွေကိုလေဗတ်နိုင်လိုက်တယ်เนาะအေးဒါပေမဲ့ဘာဖြစ်လဲဆိုတော့ဒီလိုမျိုးအာဏာသိမ်းခံလိုက်ရတဲ့အခါကျတော့အခုเนาะဒီလွှတ်တော်ထဲမှာပြင်ဖို့ဆိုတာလည်းဘယ်လိုမှမဖြစ်နိုင်တော့ဘူး အဲ့တော့အဲ့လောက်ကိုအဲ့ဒီအချင်းရာကိုကြည့်ခြင်းအပြင်နော်မလုပ်ရမလဲဆိုတော့ကျွန်တော်တို့ဒီဘက်ကဒီဘက်ကလူတွေကနော်မလုပ်ရမလဲဆိုတော့ကျွန်တော်တို့ကစစ်ပွဲတစ်ပွဲကိုတိုင်အောင်တိုက်ရမယ်နော်မတိုင်အောင်မတိုက်ဖဲနဲ့ဒီလိုပဲ EAR လေးဆွဲပြီးတော့အချင်းကိုကြာပြင်းအောင်နေမယ်ဆိုလို့ရှိရင်ဒီ EAO တွေ EAO တွေကလည်းနော်သူတို့ကလည်းလာတော့မှနောက်ဆိုလို့ရှိရင်အာပီတူလူလူအချိုးကိုပဲချိမယ်ဗျာအာပီတူလူလူကဒီမှာဟိုဟာဖြစ်နေပြီဆိုပြီးတော့ NUG ကိုပါဆန့်ကျင်ပြီးတော့လောက်လာတိုင်းတယ်နော်အဲ့တော့ကျွန်တော်တို့ NUG ကလည်း တက်ဥဖို့လိုတယ်နော်တက်ဥဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့ခေဆက်ဆက်ကဒီတိုင်းရင်းသားခေါင်းဆောင်တွေတချို့တွေကနေပြီးတော့မှနော်သူတို့မှဖိအားပေးခြင်းခံရတယ်ဘာလို့ဘယ်ဖိအားကိုခံရလဲဆိုတော့အနောက်တိုင်းဟိုဒီတရုတ်ရဲ့ဖိအားနော်ရုရှားရဲ့ဖိအားအဲဒါမျိုးတွေပေါ့ဗျာတခြားနိုင်ငံတွေရဲ့ဖိအားတွေကိုဒီတိုင်းရင်းသားခေါင်းဆောင်တွေကခံရတယ်ခံရတော့သူတို့ကဘာဖြစ်လဲဆိုတော့နော်မဖြစ်မနေသူတို့လိုချင်တဲ့အချက်တွေကိုပေးမယ်ဆိုလို့ရှိရင်ဟာတချို့ဟာတွေကိုလိုက်ရောမယ်ဆိုလို့ရှိရင်လုံးမဲ့ကွာဆိုပြီးတော့ဒီရွေးကောက်ပွဲတွေမှာဝင်ပြီးတော့ပါသွားနိုင်တယ် တချို့တွေပါနေပြီပါနေပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီဘက်က NUG ကလက်ဦးဖို့လိုတယ်တခါလဲမိစ္ဆာထုတ်ထားပါတခါလဲပြန်ထားပါနော်ဒီလိုပူပေါင်းသွားပြီးတော့မှဟဲ့လားဒီကိုယ့်ရဲ့လူမျိုးတွေအဲကောင်းစားရေးဆိုတဲ့ခေါင်းစဉ်နဲ့တက်ပြီးတော့မှနော်ထုတ်ခဲ့တာဘယ်နှခါရှိပြီလဲဟမ်ဒီလိုပေါင်းစည်းလိုက်တဲ့အခါမှာနော်ပြင်လူမျိုးတွေတောင်းတာဝါလာအစင်ပြေသွားလာဟမ်အခုတင်းပြင်းနေကြီးရနော်တကယ်ဆိုလို့ရှိရင်လှပတဲ့ဇွဲကပင်တောင်ကြီးရှိတယ်နော်တကယ်ကိုကင်းပြင်းနေကြီးရလှပတဲ့တောတောင်တွေတောရိပ်တွေ အတကယ်ကိုပုံရိပ်တွေအများကြီးရှိတယ်။ဒါဒီလိုနေရာလေးမှာသင်ပြီးဖွင့်လို့တွန်းတက်တဲ့เนาะအဆောက်အဦမျိုးတွေအတကယ်ကိုဟိုပါပေါ့ဟိုလမ်းမျိုးတွေဒါမျိုးတွေနဲ့လုတ်ပေးခဲ့တာရှိလားနော်လုတ်ပေးခဲ့တာရှိလားမရှိဘူးဆိုလို့ရှိရင်အဲ့တော့ခင်ဗျားတို့ဘာကိုယုံပါလဲဟမ်ရှမ်းပြည်နယ်ကြီးရောင်းတာယာလှပတဲ့အင်းလင်းဆိုတဲ့ဖောင်တော်ဖောင်တော်ကြီးရှိတယ်အတကယ်ကိုရှမ်းပြည်နယ်ကြီးကတာယာလှပတဲ့ရှမ်းပြည်နယ်ကြီးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကအခုချိန်ထိရှမ်းပြည်နယ်ကြီးက မြို့ကြီးတို့ဖြစ်မသွားပဲနဲ့ပီနယ်ကိုပီနယ်လို့ပဲသဘောထားပြီးတော့မှဘာမှလုပ်မပေးဘူးနော်ရှမ်းလူမျိုးတွေဒုက္ခရောက်တဲ့သူတွေအများကြီးပဲနော်ဒုက္ခရောက်တဲ့သူတွေအများကြီးပဲနော်ဒီရှမ်းမြောက်ဘက်မှာဆိုလို့ရှိရင်အဲတချို့တောင်ဘက်မှာတော့မသိဘူးရှမ်းမြောက်ဘက်မှာဆိုရင်အဲ့လိုစေးသမားတွေဘိန်းသမားတွေဖြစ်သွားအောင်နော်ဒီဒီကိုကန်တို့ဘာလို့အဲ့လိုနေနေဒီမှာဆိုလို့ရှိရင်လည်းအဲ့ဘက်ဒီမှာဆိုလို့ရှိရင်လည်းနော်ဒီခဲဘိန်းဆွဲပြီးတော့မှဟာလာလူတွေဒုက္ခရောက်နေတာတွေကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့ကျွန်တော်တို့ဒီနော်ဒီလိုမျိုး ဖင်လို့ဖင်ခံလောက်တဲ့ကိစ္စမျိုးတွေကိုခင်ဗျားတို့ရှောင်ကြပါเนาะခင်ဗျားတို့ရှောင်ကြပါခင်ဗျားတို့ဖင်လို့ဖင်ခံလောက်တဲ့ကိစ္စတွေကိုရှောင်ပါခင်ဗျားတို့ဘဝမှာတမိုင်းတည်သွားပါလိမ့်မယ်เนาะကျွန်တော်တို့ bro short town นี่ပြောတယ်လို့ပဲเนาะကျွန်တော်တို့ကဒီကောင်းတွေကိုယုံလို့မရဘူးဒီကောင်းတွေကိုအသေးလုံးမယ်ဆိုရင်အဲ့ပြောတဲ့စကားကိုတီအောင်လုပ်ကြပါအားလုံးเนาะအဲ့ပြောတဲ့အတိုင်းတီအောင်လုပ်ပါเนาะအဲ့တော့ဒီဒီကချင်ကောင်းဆောင်တွေရောကရင်ကောင်းဆောင်တွေရောဒါကျွန်တော်တို့ဒီကချင်နဲ့ကရင်ဆိုတာအမှန်တမ်းအရေးကြီးတယ်ကျွန်တော်တို့အတွက်ကเนาะကချင်ကောင်းဆောင်ရယ်ကရင်ကောင်းဆောင်ရယ်အရေးကြီးတယ်ရှမ်းကောင်းဆောင်လည်းအရေးကြီးတယ် အဲ့ရှမ်းကောင်းဆောင်တွေကချင်ကောင်းဆောင်တွေကရင်ကောင်းဆောင်တွေခင်ဗျားတို့ပါသွားပြီဆိုလို့ကတော့ခင်ဗျားတို့အဲ့ဒါတတ်လုံးကျောက်ကျောက်ပြည်သူတွေရဲ့နှိတ်ကွတာကိုခင်ဗျားတို့ခံရမယ်နော်ပြည်သူတွေရဲ့နှိတ်နှိတ်ကွတာကိုခံရမယ်ခင်ဗျားတို့ဒီဒီလူမျိုးပါပြောင်းမယ်ဗျာအဲ့ဒါအဲ့ဒါသဘောပေါက်လားနော်မြန်မာရဲ့လူဦးရေကနော်မြန်မာဆိုပြီးမှမြန်မာရဲ့လူဦးရေနဲ့နော်ခင်ဗျားတို့ကရင်ချင်းလူဦးရေနဲ့ဘယ်လောက်ကွာလဲဆိုတာခင်ဗျားတို့သိတယ်နော်အဲ့ဒါဘလောက်အဲ့ကျွန်တော်တို့ကတော့ရှင်းတယ်ခင်ဗျားတို့တိုင်းရင်းသားတွေဆိုပြီးတော့မှချစ်တယ်တိုင်းရင်းသားတွေဆိုပြီးတော့မှဥစားပေးတယ် အဲ့အဲ့လိုအဲ့ဒီစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ပေါင်းသွားလို့ကတော့ခမည်းတော်ဒီတိုင်းရင်းသားတွေပါအကုန်လုံးနော်ဒီနာမည်ပါပျောက်သွားလိမ့်မယ်ဟဲ့လားဒါကျွန်တော်ပြောတာမယုံရင်ကြည့်ကျွန်တော်ရှေ့ပြင်းနမိတ်ပေးတယ်နော်ရှေ့ပြင်းနမိတ်ပေးတယ်နော်ကျွန်တော်ငကိုတော့လည်းကျွန်တော်ပြောခဲ့တယ်ဒီငလျင်တန်းတွေလာမယ်ဟဲ့လားဒီဒီရန်သူမျိုး၅ပါးတွေလာမယ်နော်ပြီးလို့ရှိရင်အကက်ကြီးသုံးပါးစိုက်မယ်အစိုက်နေတယ်ကျွန်တော်ဖျားစားတွေရုပ်ပေးခဲ့တယ်နော်လူတွေကစိတ်ကောင်းထားကြပါစိတ်ကောင်းထားကြပါဆိုကျွန်တော်အမြဲတမ်းပြောတယ်နော်အဲ့တော့မှတ်ထားနော်ကျွန်တော်အမြဲတမ်းရှေ့ပြေးလုပ်ပေးတယ်နော် အမုတ်ခံပြီးပြောပေးတယ်အမုတ်ခံပြီးလှုပ်ပေးတယ်နော်အဲ့ဒီတခါကိုအဲ့လားအခုဒီခေါင်းဆောင်နေနော်ဒီတိုင်းရင်းသားခေါင်းဆောင်နေအန်ယူဂျီနဲ့ပူပေါင်းပါနော်ကြောင်တောင်တောင်နဲ့ဟိုမလှုပ်ပါနဲ့နော်ခင်ဗျားတို့ကအခုအန်ယူဂျီပေါ်လာတော့ကျွန်တော်တို့ကထပ်ပြီးတော့ဆွဲရတယ်လို့ဘာလို့ညာတို့မလှုပ်နဲ့ခင်ဗျားတို့နော်အန်ယူဂျီပေါ်လာတာမဟုတ်ဘူးအန်ယူဂျီပေါ်ခြင်းလို့ပေါ်လာတာမဟုတ်ဘူးနော်ကျွန်တော်တို့ခွေးဆွဲခံရတာခွေးဆွဲခံရတာနော်အစိုးရတည်းရလုံနေတဲ့သူတွေကအစိုးရဖြစ်မလုံရပဲနဲ့နော်အခုလိုမျိုးခွေးဆွဲခံရတာထောင်ထဲမှာနေရတာခင်ဗျားတို့အဲ့ဟောသဘောပေါက် เนาะခမားတို့လည်းဒီလိုမျိုးပဲအာနာရဟားမယ်ခမားတို့လည်းအခုချင်းတိုင်းသားတွေအဲခေါင်းဆောင်တွေအာနာရဟားမယ်ဒီလိုပဲလှုပ်ထားတဲ့အချိန်မှာခွင်းဆွဲဝိုင်းခမားတို့ဘလို့ဘလို့ဟိုဟာဖြစ်မလဲဟမ်ဘလို့ခံစားရမလဲဟမ်ပြောကြည့်အဲ့တော့ခမားတို့ခံစားကြည့်ကျုပ်တို့မြန်မာတွေရဲ့စိတ်မှာဘလောက်ခံစားရရလဲဆိုတာခမားတို့သိဖို့လိုတယ်เนาะအဲ့တော့ကျုပ်တို့မြန်မာတွေကမြန်မာဆိုပြီးတော့မှတွေးခွဲပြီးတော့မှအေးမြန်မာမြန်မာမျိုးရေးတို့တခင်မျိုးရေးတို့ဗမာဆိုပြီးတော့မှเนาะဗမာဗမာဗမာဆိုပြီးတော့မှခမားတို့မနှိပ်ကုတ်ဘူးเนาะခမားတို့အကုန်လုံးတွဲခေါ်တယ် เนาะဒီဒီတိုင်းသားတွေအကုန်လုံးလာခဲ့ပါဖိတ်ခေါ်တယ်အေးဒါပေမဲ့ဗာလဲဆိုတော့ဟိုခွေးတို့ဘောက်ကဝင်သွားပြီးတော့မှလုံးမယ်ဆိုတော့အဲ့ဒါခမားတို့ဘာမျိုးပြုတ်မှာเนาะမျိုးပြုတ်မှာเนาะကြောက်ပြောပြီးပြီเนาะဒီတစ်ခါဒီတော်လန်ရေးอ่ะမျိုးပြုတ်တဲ့တော်လန်ရေးเนาะเนาะဟိုစောက်တော့မကြရင်မျိုးပြုတ်မဲ့တော်လန်ရေးမှတ်ထားเนาะဒီမှာခုဒီဟိုတစ်ခါမှမကြဘူးတဲ့အုတ်ကြီးတွေပါလေခမားတို့တတိထားเนาะအုတ်ကြီးတွေပါလေဖင်ရားနေတဲ့အုတ်ကြီးတွေเนาะတတိထားเนาะကြောက်ကိုကိုတွင်เนาะပြောပြီးပြီကြောက်နဲ့ပတ်သက်တဲ့ နော်ဒီအတိုင်းဝိုင်းနေအဲ့ဒါကျုပ်တဲ့ပတ်သက်တဲ့သူတွေခင်ဗျားတို့အခု లై ပြီးစုံစမ်းနေတယ်ဆိုတော့သိတယ်ခင်ဗျားတို့ లై လောက်နေတယ်ဆိုတော့သိတယ်အေးဒီကနေ့ဒီတော့ကျုပ်ရဲ့အတိုင်းဝိုင်းနေဘာမှမဖြစ်သေးဘူးအေးတခုခုဖြစ်လို့ရတော့ခင်ဗျားတို့ခြေကိုជីတောက်ရောက်လာမယ်မှတ်ထားနော်ជីတောက်ရောက်လာမယ်နော်ကျုပ်ကိုယ်တိုင်စေခိုင်းမယ်ဒီစကားကိုမှတ်သွားတခါတည်းမှတ်သွားနော်ကျုပ်ကိုယ်တိုင်စေခိုင်းပြီးတော့ခင်ဗျားတို့ခလေသားခြေမယ်မှတ်လားဟလာနော်ဘာဖြစ်လို့လဲကိုယ်လုံးကိုယ်လုံးခင်ဗျားတို့ဒီစစ်ကောင်စီနဲ့ပေါင်းပြီးတော့မှနော်ဒီကျုပ်တို့ဒီမိသားစုတွေဟလာကျုပ်တို့ဒီပြည်သူတွေကိုဒုက္ခမပေးနဲ့ နော်ပေးလို့ကတော့ခင်ဗျားတို့နဲ့ကြုံတယ်တွေ့မယ်ဟာနော်ကိုကိုလင်းဘာဆိုတာခင်ဗျားတို့ပြမယ်နော်ဒေါသမထွက်သေးဘူးနော်ဘာမှဒေါသလည်းမထွက်သေးဘူးချိတ်ချောက်တာလည်းမဟုတ်ဘူးနော်နော်အုတ်ကြီးတွေတတိထားနော်ပြည်သူတွေရဲ့ပတ်စံတွေကိုအဟိုမဖြစ်မနေနဲ့နီးနေနဲ့စားနေတယ်နော်ဒီတောင်းကလာမှနေနေတဲ့အုတ်တွေအုတ်တွေလည်းမှတ်ထားနော်တောင်းကလာကအုတ်ကြီးတွေမှတ်ထားနော်မင်းတို့တွေအဲ့မှာဘာလို့နေလဲဆိုတာငါတိတယ်နော်မင်းတို့ဘယ်သူပဲပါဆိုတာလည်းငါတိတယ်မင်းတို့ငါတို့ကြောင်တိပါတယ်ငါတို့ကမဟုတ်တာလုပ်ခဲ့တဲ့ကောင်တွေမဟုတ်ဘူးနော်အခုဒီ တောင်းကလာကအုတ်ကြီးတွေနော်မင်းတို့ဖတ်ထားနော်ခမားတို့ဖတ်တာနော်မင်းတို့မဟုတ်ပါဘူးငါးထက်ကြီးပါလေအကိုတို့နော်ခမားတို့ပြောတယ်နော်ခမားတို့အခုဒီစစ်မှုထမ်းမပါလို့ရှိရင်ပါမပါအောင်စီးရင်ကိုဖြုတ်ပေးမယ်ဖြုတ်ပေးရင်သိန်း20ပေးလို့သိန်း200ပေးလို့ခမားတို့တောင်းနေတာရှိတယ်နော်အဲ့ဒီကိုကျောက်ရှိကအခုတင်းရောက်လာတယ်နော်အဲ့ဒါတောင်းကလာအုတ်ကြီးတွေတတိထားနော်ကျောက်ကတောင်းကလာမှနေခဲ့ဘူးလေနော်တောင်းကလာသားခမားတို့ကုန်တိတယ်နော်အဲ့ဒါပတ်လာတာတခါလေးထည့်ပြောလိုက်တာစောက်စောက်ကြီးမဆိုင်လို့ထည့်ပြောတာနော်ဟာတာကီတာမှနေတဲ့အုတ်ကြီးတွေ နော်တတိထားနော်ခမားတို့အုတ်ကြီးတွေတတိထားနော်ဘာကြောင့်လဲဒီတော်လန်ရေးဟာနော်ပြက်ပြက်သားသားသွားရမယ်တော်လန်ရေးဖြစ်တယ်နော်ဒီတိုင်းသားခေါင်းဆောင်တွေလည်းပြက်ပြက်သားသားလုံးရမယ်တော်လန်ရေးဖြစ်တယ်စစ်ကောင်စီကိုနောက်ကနေပြီးတော့အာကျွန်တော်တို့ကလည်းလာချင်းနေဗျာဟိုဘက်ကလည်းလူတို့ကလည်းအဲ့လိုဖြစ်တယ်ဗျာတိုင်းသားဟိုဟာနေတဲ့မှာအာကျုပ်တို့လည်းဘယ်လိုလုပ်ရမလဲမသိဘူးဗျာဘယ်လိုမှလုပ်ရမလို့ဘူးဘယ်လိုမှလုပ်ရမလို့ဘူးနော်ခမားတို့ပေါင်းစရာအကြောင်းမရှိဘူးဒီကောင်နေနဲ့နော်ခမားတို့ပေါင်းပြီးတော့မှ ဟာဟာဘုချုပ်ကြီးဟာဘုချုပ်ကြီးဘုချုပ်ကြီးဒါဟိုဟာဖြစ်မယ်ဆိုလို့ကတော့ကျွန်တော်တို့ပြောတဲ့ဟာတွေကိုလိုက်ရောမယ်ဆိုလို့ကကျွန်တော်တို့အေးဆေးကျွန်တော်တို့လုပ်မယ်ပြားဆိုပြီးတော့ခင်ဗျားတို့သဘောပေါက်အတူတူထိုင်ခဲ့တာခင်ဗျားတို့မှတ်မိလားဟမ်ခင်ဗျားတို့ခေါင်းဆောင်နေမှတ်မိလားဟမ်တိုင်းရင်းသားခေါင်းဆောင်နေနော်မှတ်မိလားအဲ့ဒါမှတ်လားနော်ကျွန်တော်တို့ပြောတာရှင်းရှင်းလေးနော်အခုကျွန်တော်တို့ဒေါန်ဆန်းစုကြည်လောက်အကွက်စီစီနဲ့လှုပ်တဲ့တူတော်မှနော်ဘာဖြစ်လဲတိုင်းပြည်ခေါင်းဆောင်ဖို့အတွက်ပဲသူခေါင်းဥတီလိုက်တယ်ဥတီပြီးတော့မလှုပ်လိုက်တယ်2008ခြေခံဥပဒေကိုပြင်မယ်ဆိုပြီးတော့မှဝင်လိုက်တယ်ဘာဖြစ်လဲတော့ကားရဖြစ်သွားတယ် ဟမ်ကိုကိုတိုင်အခုထောင်ထဲမှာနေရတယ်အမေစုဘလောက်နော်ဘလောက်ထိပြီးသူကြလောက်ချစ်ပြီးပြီးသူတွေကြလောက်ကာကွယ်ပေးနေတာတော့မှဒီမေလိုးတွေကဒီလိုရရဆက်ဆက်လောက်တာနော်ရရဆက်ဆက်သွားခိုင်းတာတော့ခုကိုဂျေမီတို့နော်ဒီကိုဟိုဟာတို့အဲဘယ်လိုလဲကိုဂျေမီနဲ့ဘယ်လိုလဲဟိုဟာအဲအစိုးရဘယ်လိုလဲဗျာအဲသူတို့ဆိုရင်လည်းကြည့်နော်ဒါရီယာသူတို့ဒီထောင်ထဲမှာထားထားမဲ့ကိစ္စကိုနော်မလုပ်လိုက်တဲ့အခါနဲ့ကြိုးပစ်တတ်ပလိုက်တယ် နော်အေးအဲ့တော့ကျွန်တော်တို့ပြောရရှင်းရှင်းလေးဒီကောင်ကြီးကပြတ်သားတယ်လေနော်ခွေးကပြတ်သားတယ်ခွေးက तू ကခွေးလုတ်ခွေးလုတ်တာနော်စော်စရာကြီးစော်ပလိုက်တာနော်အဲ့တော့ကိုကြီးကတာမပြတ်သားတာနော်ဟိုလူဟိုလူကိုလိုက်ပြီးတော့အမိဆွဲလိုက်ဒီလိုလိုက်ပြီးအမိဆွဲလိုက်နော်မပြတ်သားဘူးမပြတ်သားရင်တော့တိမ်ပါပဲနော်ကျွန်တော်ပြောပြတာဒီဒီတော်လန်ရေးတာမအောင်လို့ရှင်နော်ကျွန်တော်ရှိမှနိုင်ငံရေးအကြောင်းပြောရင်ပြောရင်အဲ့ပြောတဲ့ကောင်ပါပိတ်ရမယ်ကျွန်တော်နော်အခုဒီမှာကျွန်တော်အသက်80ကျော် နော်85နှစ်90ရောက်တော့မယ်အဲ့80ကျော်ပေါ့နော်85နှစ်လောက်ရှိတဲ့ဖုံဖုံကြီးတစ်ပါးနဲ့နော်မောကုတ်ဆရာတော်ကြီးတစ်ပါးနဲ့နော်ကျွန်တော်စကားပြောတဲ့အခါမှာကျွန်တော်ကပြောတယ်ဖုံဖုံဒီပွဲရတော့လုံးဝနော်ဒီတပည့်တော်တို့ဒီပြည်သူတော်လှန်ရေးလုပ်တဲ့သူတွေကတော့နိုင်မှာဖုံဖုံရဲ့နော်ဆိုတော့လေငါတို့မထင်းွားတဲ့ငါတို့ကခစ်ဆက်ဆက်ဖြတ်တန်းလာခဲ့တာတဲ့လူမညီဘူးတဲ့ကိုစီရတော်ဟုတ်ကဲ့ဟုတ်ကဲ့အခုကျေးဇူးပါနော်နားထောင်ပြီးတော့ရေးပေးတဲ့အတွက်ကျေးဇူးပါနော်အဲ့တော့ဒီအချိန်ကားလည်းမထူးဆက် ခင်းပလိုက်လို့ရနေပြီတဲ့။ဘာကြောင့်ရေခဲဖြစ်နေလဲ။အဲအဲ့လားပြောရလိခါလီကြလို့ရှင်တခါတလေကြလို့ရှင်ဟိုဘယ်လိုပြောရမလဲ။ဟိုဟိုဟိုပါပေါ့နော်။အဲထားပါအဲ့အဲ့ဖုန်းကြီးကဆရာတော်ကြီးကဘာပြောလဲဆိုတော့ငါတို့နိုင်ငံရေးရကွာတဲ့။လူမညီဘူးတဲ့။နော်။အကောင်တော့ကဘာလဲဆိုတော့ဟိုသူရဲကောင်းကြီးကဘာပြောလဲဆိုတော့အသက်ပေးသွားရတယ်တဲ့။နော်။အဲပြီးလို့ရှင်ပေါ့ဟိုအตาပေါင်းညာစားတွေကများတယ်တဲ့။အဲ့ဒါကြောင့်ငါကတော့ငါကတော့တဲ့မယုံဘူးကွာတဲ့။ဒီစစ်တပ်ကို ီစစ်တပ်ကိုတဲ့ဟိုဖြိုခွင်းမှန်ဆိုရင်တဲ့လူညီဖို့လိုရဲတဲ့အဓိကတော့တိုင်းရင်းသားတွေကွာတဲ့နော်ဆရာတော်ကြီးကပြောတာနော်ရှင်းတယ်နော်တိုင်းရင်းသားတွေကွာတဲ့ငါတို့ရခိုင်တိုင်းရင်းသားတွေကတော့ရှင်းတယ်တဲ့နော်ဒီကောင်တွေတော့ငါတို့ကဖြုတ်မှာပဲတဲ့ဒါပေမဲ့သူတို့လည်းအခုဖြုတ်လို့မရဘူးနော်သူတို့လည်းဘယ်ပသွားရမလဲကွာတဲ့သူတို့ရဲ့အင်အားလေးနဲ့ဒီစစ်တပ်ကြီးကိုဖြိုဖို့ဆိုတာလဲနော်ဒီဒီထွန်းမြတ်နိုင်တို့ကဘယ်တက်နိုင်မလဲကွာတဲ့အရင်ကအဲ့လိုပြောခဲ့တယ်ပေါ့နော်အခုထွန်းမြတ်နိုင်ဆိုပြီးတော့သူပြောခဲ့တဲ့ ဘောဘောကြောင့်ထွန်မြနိုင်တော့အခုတူအောင်မြင်မှုတွေရနေတော့ဒီခါပြန်တွေ့ရင်ဘယ်လိုပြောမလဲတော့မသိဘူးเนาะတချင်ကအဲ့လိုမျိုးသူတို့ကဟိုးဂျပန်ခေတ်တည်းကမိလာတဲ့သူတွေဆိုတဲ့အခါကျတော့เนาะကို့မြန်မာနိုင်ငံသားတွေเนาะကို့မြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံသူနိုင်ငံသားတွေရဲ့စိတ်ဓာတ်တွေကเนาะတခါတလေကြားလို့ရှိရင်ဟိုဘယ်လိုပြောရမလဲမီးလောင်ရအောင်လေပင့်တာရှိတယ်ပြီးလို့ရှိရင်ဗာလဲဆိုတာပေါင်းညာသားတွေရှိတယ်เนาะပြီးလို့ရှိရင်စောက်မန်းကမ်းမန်းနားမလဲတဲ့ကောင်တွေရှိတယ်ပတ်စပ်ပင်းလုံနေဖင်းမခံတဲ့ကောင်တွေရှိတယ်เนาะအကုန်လုံးတယ် ်နော်ပတ်စံပေးရင်ဖင်ပါခံတဲ့ကောင်ကြီးရှိတယ်နော်ပြီးလို့ရှင်ဘူးမတိဘာမတိတဲ့ပြောတဲ့ကောင်ကြီးရှိတယ်သူများကိုဆွတ်ဆွဲတဲ့ကောင်ကြီးရှိတယ်အဲ့ဒါကဒီစစ်ခွေးအကြိုက်နော်နှစ်ဖက်ကိုတိုက်ပြီးတာရန်တိုက်ပြီးတာနော်အခုဆိုရင်ဘရိုဝင်ဂျာနဲ့ဟိုဟာနဲ့ရန်ဖြစ်အောင်တိုက်ပြီးတယ်နော်ကလားနဲ့ဗမာနဲ့ကိုတိုက်ပြီးတယ်တေယုတ်ဗမာရေးခင်းတွေလုတ်တယ်ဒါတော့စောက်မှမရှိတော့ဘူးနော်ဒါတော့စောက်မှမရှိဘူးစောက်စကားတွေကထိတ်မပြောကြဘူးနော်ဒီတော့ဒီစစ်ခွေးကလုတ်နေတာကိုမင်းတို့နားမလဲကြဘူးနော်မင်းတို့စစ်ခွေးအကြိုက်ပဲလုတ်ပြီးနေကြတာ 后这个要把这里，我刀人一大的，刀人一把讲留的啊。高龙啊把来说，你看谁他们，啥拿谁他们？喏，我如果表进来说，你知道吗？啥拿谁也表我们？喏，古阿家了，亏家来比标兵呢，俺大人比较，俺俺都妈硬硬系的，俺穿我们手表，啊，古把嘞，DNA 里那货还能少价哦？哎，阿古爸这嘞，亏都把我比哦，哎，差不老年老年哎，谁讲人呢，保姆老年比，没老浙江判的，喏，比较把嘞，拉手变比我老年比，喏，啊啦，没有少东么家来讲你，喏，少东么家来讲你，比都比也对比下来，喏，喏。 เนาะပြီးသူတွေကတေးပေးနေတာနေရန်ပူပြီးရမိုးချိန်နေတယ်ဩဟုတ်လားနေရန်ပူပြီးတော့မိုးချိန်နေဆိုတာကမကောင်းဘူးတိလားဘာဖြစ်လို့လဲဆိုတော့လေလာတော့မှာလားเนาะမိုးကြီးမိုးကြီးကြာလာတော့မှာတိလားလေပါတိုက်လာတော့မှာတိလားเนาะအဲ့တော့ထားလိုက်တော့เนาะအဲ့တော့ကျွန်တော်တို့ကပြောချင်တာဘာလဲဆိုတော့ဒီအချိန်မှာပြက်ပြက်တာတာเนาะဒီအကျန်းဖတ်စစ်တပ်ကိုငါတို့တွေပေါင်းမယ်အ sorry ဆော့မယ်เนาะဆော့မယ်ငါတို့ချမယ်ဒီအချိန်မှာအတက်ဆော့မယ်ဆိုတာတွေကိုအခုဒီမှာ NUG ကနေပြီးတော့ပြောနေတယ်ဗျာဒီဒေါက်တာဆော်ဝေဆို ပြက်ပြက်သားသားပြောသွားရဗျာနော်ဒါသူ့အနေနဲ့ဒါဒါတော်ကြီးကိုဒါနော်ပောက်ကွဲလုံးလို့သူပြောသွားတဲ့စကားနော်အဲ့တော့တိုင်းရင်းသားခေါင်းဆောင်တွေထွက်ပြောပါနော်ဆရာတို့ထွက်ပြောကြပါနော်ကျွန်တော်အလေးထားပါတယ်ကျွန်တော်တိုင်းရင်းသားခေါင်းဆောင်တွေကိုအလေးထားပါတယ်ထွက်ပြောကြပါခင်ဗျားတို့ဒီဒီစစ်ကောင်ကြီးနဲ့ဒီလိုလက်ဝါးချင်းရိုက်ဖို့လုံးဝမစဉ်းစားပါနဲ့နော်စဉ်းစားလို့ကတော့ကျုပ်တို့ဗမာတွေကလည်းစော်မှာနော်လုံးမနေနဲ့ခင်ဗျားတို့အဲ့ဒီစစ်ခွေးနဲ့ပေါင်းလို့ကတော့ကျုပ်တို့ဗမာဆိုတဲ့နာမည်နဲ့ကိုကျုပ်တို့အကုန်လုံးစီယုံပြီးတော့စော်မှာရှင်းတယ်နော်အဲ့ဒါဘယ်ကောင်မှအဲ့ချိန်ကြလို့ရှိရင်မင်းတို့လုံးမင်းတို့ မင်းတို့ဗမာလို့ခံယူရင်ချအီတော်လန်ရဲ့ပါအေးဗမာလို့မခံယူရင်မပါနဲ့ဆိုပြီးတော့ကျွန်တော်တို့အဲ့လိုတော့မှနော်ရှင်းတယ်အခုကတော့ဗာလဲအားလုံးကဗာဖြစ်နေလဲဆိုတော့ဒီတော်လန်ကြီးကဟာကွာမင်းငါတို့မပါတော့တော့မင်းတို့မရပါဘူးလီးပဲအဲ့တော့ငါလီးပဲနော်စောက်သုံးကြတဲ့စိတ်တွေဝင်နေလို့ကလီးပဲလို့ပြောမယ်နော်စောက်သုံးကြတဲ့စိတ်တွေမဝင်နဲ့ငါတို့မပါလို့ဆိုရဲစိတ်မျိုးမဝင်နဲ့အခုခမားတို့အခုအောင်နိုင်မှုတွေရနေတယ်ဆိုတာအခု NUG တို့ PDF တို့ P2 တို့ထောက်ခံလို့ခမားတို့အောင်နိုင်မှုတွေရနေတာခမားတို့သဘောနဲ့ဆိုလို့ရှိရင်ခမားတို့ဒီတက်ရင်းတွေကိုလေခမားတို့ချင်းကပ်ဖို့မပြောနဲ့ နော်လီးပါဆုတ်သွားမယ်ခင်ဗျားတို့သိလားဟမ်ငါအဲ့လိုရိုင်းရိုင်းပြောမယ်မင်းတို့နော်မင်းတို့ပဲမင်းတို့တိုက်မယ်ဆိုလို့ရှိရင်မင်းတို့လီးပါဆုတ်သွားမယ်သိလားဟိုကောင်နဲ့ခေါ်ပြီးလီးဆုတ်ခံလိုက်လိမ့်မယ်နော်ဒါကြုတ်ရိုင်းရိုင်းပြောတာခင်ဗျားတို့ခင်ဗျားတို့အောင်မြင်မှုဆိုတာမရဘူးအာခုဘာလဲဆိုပြီးသူလူကဟာတခုလဝတီအာပြီးသူလူကတိတယ်မှာခင်ဗျားတို့ထောက်ပံ့မှုတွေပေးလို့စိတ်အားစိတ်ခွန်အားထောက်ပံ့တာလေခင်ဗျားတို့လာလို့ရှိရင်ဟာလာပြီတီအန်အေလေးလာပြီစော်ပြီစစ်ကောင်စီကိုစော်ပြီဟာတတိယမှာဟိုဟိုဘယ်သူပဲလာလာဗျာ KIA လာပြီဟာစစ်ကောင်စီကိုစော်ပြီအာ KIA KIA ယူလာပြီစစ်ကောင်စီကိုစော်ပြီအကုန်လုံးက အာကရင်ရွေးပါအောင်ဆိုမှဘတ်ဒီနဲတာမဟုတ်ဘူးသိန်းနဲ့တန်းနဲ့ချီပြီးတော့ထောက်ထောက်ပံ့ပေးတာနော်ဒီမှာဟိုထောက်ပံ့ရင်တမားဒီမှာဟိုကောင်မတွေလည်းအကုန်လုံးစပတ်ကိုပြဲနေရပဲတနေ့တနေ့អော်ပေးရတာနော်ကျွန်တော်တို့လည်းလီးတွေကိုပြဲနေရပဲអော်ရတာနော်ခဏလို့ရဖို့အတွက်ရှင်းလားခဏလို့နော်ကျုပ်တို့ကပြီးလို့ရှိရင်အကုန်ကဆဲခံရတဲ့ဘွားနဲ့ပဲကျုပ်တို့ကပွဲသိမ့်ခံရတယ်လူမုန်းခံရတယ်ဟမ်ခဏလို့ဒီဒီဒီစစ်ပွဲတွေနိုင်ဖို့အတွက်ခဏလို့အာငါတို့ရဲ့ငါတို့ရဲ့ဟာပြီးသူတားကောင်းရေတနာတွေအာတကယ်ဟိုသူရဲကောင်းနေဆိုပြီးတော့ပြီးလိုက်ပြီးတော့ဗာလဲဆိုတော့ဘလို့စော်ကားလဲဆိုတော့ အော်ခဏလို့ line ပေါ်မှာအာချောင်နေတဲ့ကောင်နေအာခဏလို့ဘာဖြစ်နေလဲဒီပဲမင်းမစပ်ပါငါလုံးမဟာတယ်ဟမ်ငါလုံးမဟာတယ်မတောက်တစ်ခေါက်နဲ့တက်ပြီးတော့ line ပေါ်တက်တက်ပြီးတော့ပြောတဲ့ကောင်နေနော်ငါတို့ရင်းထားရယ်နော်မင်းတို့နော်မင်းတို့စားဖို့အတွက်မင်းတို့တောက်ဖို့အတွက်မင်းတို့ဟိုဟာဖြစ်ဖို့အတွက်ငါတို့မှအော်လာတနေ့တနေ့နော်ဟိုမှာဟိုမိုးမိုးနော်ဟိုအညာမျိုးလူဖို့အတွက်ငါတို့မှရန်ဖြစ်လိုက်ရတာနော်ဒီကောင်မလေးဆိုလဲခလေးနှစ်ယောက်နဲ့ရုပ်ရက်ချော်ချော်လေးတင်ပါလေသူကလည်းသူအေးစစ်နေလို့ရတယ်နော်သူကအော်စတြေးလျမှာအေးစစ်စစ်ဖင်ပြဲနေအောင်ကပြီးတော့နေလို့ရတယ်အရင်တော့လည်းတစ်တော့မှသူကရမ်းနေမယ်ကြီးရနော်ဘာဖြစ်လဲ तू ်អော်ပေးတယ်លុបပေးတယ်เนาะတကယ်ဟိုប៉ះសិននេះអាចឆាပေးတယ်គင်းពីណែអត់เนาะពីលេពីហោហូဟိုစားလို့ရတဲ့កောင်នេះစားွားပြီးတော့យ៉ាងလက်ဖြစ်လက်ပြီးတော့ပြောင်းနေတောင်စီးလုံးအောင်အာမလုပ်ကြပါနဲ့ဗျာကျွန်တော်တို့ဒီဒီဒီကင်မာလေးကလည်း तू ကလက်လှူပါတယ်အာနောက်ဒီမှာဟိုဘယ်သူလဲဟိုကျွန်တော်တို့ဟိုဟာရှိတယ်ဗျာအဲ့အဲ့နေဆက်မှာအခုရောက်နေတယ်အဲ့ဘယ်သူလဲမတင်းတို့လည်းရှိတယ်အာမတင်းတို့လည်းမပြောကြပါနဲ့ဗျာမတင်းဘယ်သူမှဖြေရှင်းပေးမဲ့កောင်នេះမရှိဘူးစောက်လူကြီးတွေဖြစ်ပြီးတော့ဟမ်ခင်ဗျားတို့စောက်တော့မကြတဲ့កောင်នេះဒီလားစောက်တော့မကြတဲ့កောင်នេះ နော်ကျုပ်တို့စော်ကားလဲခင်ဗျားတို့ကဘာမှဝင်မပါဘူးနော်မင်းတို့ကသာမင်းတို့ကသာဟိုဟိုလိုင်းပေါ်မှာဖြစ်နေကြတာငါတို့ကလိုင်းမှာမင်းမေးစပါမင်းတို့မင်းတို့အောက်မှာချဖို့တိုက်ဖို့အတွက်လဲငါတို့ကလဲအတကုံအော်စော်အောင်ပေးနေရတာတိလားငါလီပြောလိုက်ငါအကုန်ပေါ်ကုန်တော့မယ်နော်အေးလို့ဟိုမှာဟိုဘယ်သူလဲဟိုနှကားနော်ကျုပ်ကငကိုဆုံးမစော်ဘူးကျုပ်ကစီးလုံးမှုပဲလိုချင်တာနော်ဒါပေမဲ့စောက်တကားပြောတာဒီစကားတွေပြောလာလို့စော်ပေးလိုက်တာတိလားဘာဖြစ်သွားလဲဖို့ဖို့ညံ့ညံ့ကြည်နေရပဲဟုတ်တယ်မလားနော်အဲ့တော့ခင်ဗျားတို့ line ball က line ball က line ball ကဆိုပြီးတော့ခင်ဗျားတို့အထင်မသေးနဲ့ကျုပ်တို့ပါဇက်တွေကိုခင်ဗျားတို့ short မတွက်နဲ့ နော် short တွက်လို့ကတော့ခင်ဗျားတို့ဒုက္ခရောက်မှာနော်ကျွတ်တော့အခုဆိုရင်ခင်ဗျားတို့ရေပြင်းပါလေစူးစူးစီးစီးနဲ့နော်ပြီးသူလူတို့ကိုလည်းလေးလေးစားစားနဲ့ကျွတ်တော့ပြီးသူလူတို့လူတို့တွေဗျနော်ခင်ဗျားတို့လေးလေးစားစားနဲ့စူးစူးစီးစီးနဲ့အမြဲတမ်းပြီးသူလူတို့နဲ့ထိတွေ့ပြီးတော့ခင်ဗျားတို့ဒီ line တွေပေါ်မှာပြောရမယ်ဆိုရမယ်ခင်ဗျားတို့စောက်လူကြီးတွေဘယ်ရောက်နေရလဲခင်ဗျားတို့ဟမ်ခင်ဗျားတို့ပြီးသူလူတို့ကိုခင်ဗျားတို့ဘာလုပ်မှာလဲခင်ဗျားတို့ခုချိန်မှာဘာပြုတ်သွေးအင်းနေကြရလဲဟမ်ခင်ဗျားတို့ပါလေအာခင်ဗျားတို့ကတိုက်တယ်တိုက်တယ်တိုက်တယ်ခင်ဗျားတို့ပတ်စံနေရပေးဖို့အတွက်ညီမျိုးစုံနဲ့ပြည်သူလူထုကလှုပ်ပေးနေတာဗျသိလား 喏，no? silently, 一比如讲，可能还有毛币。喏，一金银币呢，金银杠上的哈，实际上呢，包币哦，老年代都卡了地里，可能还有胶片嘛。喏、no? 啊，可能都地下了。对了，olo, no? 你一个铅笔呢，个铅包装的，你实际上呢，包的收入可能还有柜子有片嘛。喏，对了，阿拉胶标了，可能还有石头叫地里都胶标了。喏，可能还有块头把我蒙一下呢。喏，可能还有块肉把我蒙了呢。你买楼，块肉把我我下，给我着都落不，可能还没搂呢。你太阳高嘛，我。 ခွေးတုပ်ပေါင်းနေဝင်ခိုင်းလိုက်တာမေလိုနော်မေလိုမင်းအောင်လာခွေးတုပ်ပေါင်းနေဝင်ခိုင်းလိုက်တာအဲ့ဒါကျွန်တော်တို့ဒါစိုးရင်စရာရေမှတ်ဖြစ်သွားပြီနော်ဒါပထမဆုံးသူ့ရဲ့ခီးစဉ်ထိုင်းရခေါ်တာနော်ဒါတွေကိုကျွန်တော်တို့တွေကနော်ဒါလုတ်ကိုလုံးရမယ်နော်ဒီဒီဒီငလင်ကဟာလာအခုဒါဖြစ်ပြီးသွားပြီဟာလာဒီလိုမျိုးခုဒုက္ခတွေခံစားနေရတယ်ရက်လက်ရက်ပဲပြီးသွားပြီနော်အခုငလင်ကခံစားနေရတဲ့ပြည်သူလူထုကိုလည်းကျွန်တော်ပြောမယ်ခင်ဗျားလို့လည်းဟာလေကျေးဇူးတင်လိုက်တာဘဘကြီးကျေးဇူးတင်လိုက်တာမင်းအောင်လိုက်ကျေးဇူးတာအဲ့ဒါပြည်သူလူထုကနေလှူတာနော် ပြည်သူလူထုကနေပေးတာနော်တခြားနိုင်ငံတွေကပေးတာမေးလို့မင်းအောင်လှိုင်ပေးတာမဟုတ်ဘူးခဏလို့ကခေါင်းထဲမှာမှတ်တာနော်ဒီမေးလို့မင်းအောင်လှိုင်ကမတက်တာလို့ခဏလို့လာပေးနေတာနော်သဘောပေါက်လားနော်အခုမှဖြူဖြူသေးလှူလာတော့ဒီဟိုကလှူလာတော့မရှိဘူးနော်သဘောပေါက်လားအခုမှဖြူဖြူသေးတော့ဘာလို့မှကွင်းစင်းပြီးတော့အောက်ထိရောက်အောင်လှုပ်လာတယ်နော်လှုပ်ပြီးတော့ဟိုကပြန်ဖေလို့မှတက်တက်ခိုင်အောင်မကြည့်ဘာလှုပ်နေလဲဟမ်ဟိုကအကြောင်းနေရာပဲဝစ်ထားတာဟမ်ဝစ်ပြီးတော့ဟိုတကယ်ဟိုဘာမင်းအောင်လှိုင်ဘာလှုပ်နေလဲ အဲမေလိုတွေဟိုအာနာရရှိရေးပဲလိုက်လုံနေငါလုံးမသားတွေဖင်ခံမင်းတို့ဖင်ခံနော်မင်းတို့ဖင်ခံမင်းတို့ငါတို့ကဆဲမှာပဲနော်ဟုတ်ကဲ့ပါဗျာအားလုံး sorry ပါပါဇက်နေနေချမ်းသွားတယ်ဒီနေ့နော်ပြောရင်ပြောရင်နဲ့မန်ပါလာတယ်အဲ့တော့တိုင်းသားကောင်းဆောင်ကြီးကျွန်တော်ကစေတနာနဲ့ပြောတာနော်ခင်ဗျားတို့ခင်ဗျားဒုက္ခရောက်မှာနော်ဒါကြောင့်ပြောတာကျွန်တော်ပြောရတယ်မှာမှားလာရှိရင်ကျွန်တော်တောင်းမယ်နဲ့ဟိုဒီလိုတွေပါဇက်တွေကိုအဲ့လားမချမ်းကျင်ဘူးပြီးတဲ့အခါမှာ ျွန်တော်နာမည်ဟိုတိုင်းရင်းသားခေါင်းဆောင်နေလို့နာမည်တက်ပြောတာလေရဲ့နာမည်တော့မဟုတ်ဘူးเนาะကျွန်တော်တိုင်းရင်းသားခေါင်းဆောင်နေလို့ပြောတာเนาะအဲ့တော့ဘသူပဲဝါရဲလို့ကျွန်တော်မပြောဘူးကျွန်တဲ့တိုင်းရင်းသားဒီခေါင်းဆောင်နေမှာကျွန်တော်တို့ရဲ့စိတ်တွေကိုကျွန်တော်သိရဲ့ပြက်သားတယ်ဆိုတာလည်းသိရဲ့ဒါပေမဲ့ဘာလဲဆိုတော့ကျွန်တော်တို့ရန်စိုးရိမ်နေတယ်เนาะကျွန်တော်တို့မြန်မာလူထုကြီးရန်စိုးရိမ်နေတယ်ကျွန်တော်တို့တော်လှန်ရေးလူထုကြီးရန်စိုးရိမ်နေတယ်เนาะဘာဖြစ်လို့လဲကျွန်တော်တို့ကဒီလိုတွေပြောဒီလိုတွေရင်းဒီလိုတွေလုပ်ပြီးတော့ပြီးလဲပြီးတော့ကျွန်တော်တို့ကပြီးရင်ဟိုစောက်လူရလဲအသွင်းမခံအောင်ခွဲပဲဖြစ်မှာလဲဆိုရင်မရဘူးโอเคเนาะအားလုံးပဲဘိုင်ဘိုင်ကျေးဇူးတင်ပါတယ်